အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရနော်ဒီနေ့ပူဂျူမှာတော့ကျွန်တော်ကတခြားသော online ကိစ္စခရင်အကြောင်းအရာတွေနဲ့ဒီမီဒီယာအကြောင်းတွေကိုကျွန်တော်တင်ဆက်ပေးမှာမဟုတ်ပါဘူးအခုတော့နောက်မှမြင်နေရတဲ့ အဗီဒီယိုဖိုင်ပေါ့နော်အဲ့ဒါကကျွန်တော်ဘာလဲဆိုတော့ဒီနေ့လေကဒီဖြစ်သွားတယ်ပေါ့နော်ငလင်လောက်ခတ်မှုနဲ့ပတ်သက်ပြီးတော့အထိကိုက်သွားတဲ့ကျွန်တော်မြို့ကိုကျွန်တော်ပြပေးခြင်းလို့ပေါ့နော်အဲ့ဒီမြို့ကတော့ဒီမန္တလေးရွှေမြို့တော်ကြီးပေါ့နော်အခုဒီအနောက်မှာတွေ့နေရတဲ့ဗီဒီယိုကတော့ဒါမန္တလေးအပြည်ဆိုင်ရာလေစိမ့်မှာပေါ့နော်လေစိမ့်မှာကျွန်တော်တို့ဒီဖြစ်ပေါ်သွားတယ်ပေါ့နော်ပြိုကျပျက်စီးသွားတယ်ပြီးလို့ရှိရင်လည်းခရီးသည်တွေပေါ့နော်အလန်တစ်ဖက်ဖြစ်သွားတဲ့ဒီဗီဒီယိုကိုကျွန်တော်နည်းနည်းလေးပြပေးခြင်းလို့ပေါ့နော်ခရီးသည်တွေကတော့ဘာမှထိကိုက်မှုတော့မရှိဘူးဒါပေမဲ့ဒီအပြည်ဆိုင်ရာလေစိမ့်ကတော့နည်းနည်းပပဒီပြိုကျပျက်စီးသွားတာတွေရှိပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေ့ အဲရရှိထားပါတယ်ကျွန်တော်အဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ရဲ့ဒီညီကုံမိုင်းနဲ့အတူတူတစ်ချက်တော့ပြန်ပြီးတော့ကြည့်ရအောင်ပေါ့နော်ကျွန်တော်ပြပေးချင်ပါတယ်ဆိုတော့လိုက်ပြီးတော့ကြည့်ပေးကြပါအောင်နော်ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်အဲ့ဒီတမင်းနေ့လောက်လေးအတော်တွင်လှုပ်တာတော့မှဒီငလင်ကတော်တော်ကျန်းနေပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီမှာအကိုတို့မတို့တွေးလိုက်ကြလာမသိဘူး။ဒီရက်ထားတဲ့လေမြန်တော်မှာအတောက်မန်ကိုကြည့်လိုက်ဗျာ။တော်တော်လှုပ်တယ်ကျွန်တော်အနှီးလေးနဲ့ပြန်ပြီးတော့ပြပေးပြန်ပေါ့နော်။

ဒီကျွန်တော်တို့မြန်မာနိုင်ငံသားအရင်းနဲ့လည်းတခုသိထားရမှာကဒီလိုမျိုးငလျင်လောက်ခက်လာလို့ရှိရင်ဘဲမှထမသွားဖို့အရေးကြီးတယ်ပေါ့နော်။အဲဘဲမှထမသွားဖို့အရေးကြီးတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီအဆောက်အုံတွေဘာတွေထဲမှာဆိုလို့ရှိရင်တော့နေတော့စိတ်မချဘူးပေါ့နော်။အခုလိုပြိုကျပျက်စီးလို့ရှိရင်ထိခိုက်မိလွယ်တယ်။အဲငလျင်လောက်ပြီဆိုလို့ရှိရင်ဘာမှဒီတစ်ပင်တိုက်တာအဆောက်အုံမရှိတဲ့ဒီကွင်းပြင်မှာနေတာကအသင့်တော်ဆုံးအကောင်းဆုံးပေါ့နော်။အဲ့ဒါကကိုယ်တော့ပို့ပြီးတော့အန္တရာယ်ကင်းတယ်ပေါ့နော်။ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ အဲလေးစိတ်ထဲမှာပေါ့နော်ဒါပြိုကျပျက်စီးထားတဲ့အရာတွေပါတော်တော်လေးကိုမှကြောက်ဖို့ကောင်းတယ်ပေါ့နော်အဲကျွန်တော်တို့မြန်မာနိုင်ငံကဒီလောက်ပဲဖြစ်တာပေါ့နော်သူများနိုင်ငံတွေဆိုလို့ရှိရင်ဒီချက်ပိုးဆိုတာတွေရှိပါတယ်ဟိုလောက်တာဒီနေ့28ရက်ခုလောက်နေဆောင်နေပါဗျာနော် အဟုတ်ကဲ့ပါအခုလိုမျိုးငဒီငလျင်လောက်တာ ਨੇ ပတ်သက်ပြီးတော့ဗောနောကျွန်တော်အဓိကအကြံပေးချင်တာကတော့ကျွန်တော်ခုနကပြောခဲ့တဲ့လိုမျိုးပဲငလျင်လောက်လာပြီဆိုတာ ਨੇ ကျွန်တော်တိုက်တာအဆောက်အုံနေတစ်ပင်ရှိရာတွေကနေဝေးဝေးကိုသွားဗောနောကွင်းပြင်ရှိတဲ့နေရာတွေမှာကျွန်တော်တို့ဒီမှောက်လျက်ပဲဖြစ်စီထိုင်လျက်ပဲဖြစ်စီဗောနောအဲ့လိုမျိုးနေတာကို့အတွက်ပို့ပြီးတော့အန်ဒီရဲ့အကင်းဆုံးပါပဲအဲပြီးတော့ကျွန်တော်တို့မြန်မာပြည်သားတွေလည်းကျွန်တော်အားလုံးပဲအန်ဒီရဲ့ကင်းပေးရှင်းနိုင်ပြီးတော့ဗောနောအဲကို့ရဲ့အန်ဒီရဲ့ကိုကိုရှောင်ရှားနိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်ကဲအားလုံးပဲအထူးကိစ္စကြပါပါနော်